နောက်တစ်ခုကဒီမှာ fine fine ဆိုတာလေးကိုလေ့ကြည့်ရမယ်နော် fine ဆိုတာကတော့ဒီစလုံးလေးတွေကိုရှာတာပါကိုကိုရှာခြင်းနဲ့စလုံးပေါ့နော်အဲကိုကစာရိုက်တာမှားသွားတယ်နော်မှားသွားတယ်ပေါ့နော်အဲ့ခါမှာပြင်ကျင်တယ်ဆိုလို့ရှိရင်တစ်ခုချင်းစီဟို live pad ရှာနေစရာမလိုဘဲနဲ့ဒီလိုမျိုးစလုံးလေးကိုကိုရှာခြင်းနဲ့စလုံးလေးကိုရှာလို့ရပါတယ်နော်အခုဒီမှာဆိုရင်ဒါ grace ဆိုတဲ့စလုံးလေးကိုရှာမယ်နော်အဲ့ဒီမှာမှကိုကဒီမှာတော့စာမျက်နှာတစ်မျက်နှာနှစ်မျက်နှာလောက်ပဲရှိမှာပေါ့နော်အများဆုံးသုံးမျက်နှာလောက်ပဲ เนาะสามนาทีอายี10กระแหนเนี่ยยากระแหนเนี่ยฉีบีชื่อไอ้คราวนี้มาส่วนเนาะอพอสามนาทีมาชาจินเลยส่วนอ่าเนาะเอาสามนาทีมาชาจินเลยเนาะกูอ่ะအဲဘွားဒီအပေါ်မှာရောက်နေလို့အောက်ဆက်မျက်နှာရရှာခြင်းပေါ်ဆက်မျက်နှာရောက်နေတဲ့အတွက်အောက်ဆက်မျက်နှာရှာခြင်းလေဆိုလို့ရှိရင်ဓာတ်ဝင်ရင်းနေเนาะကိုကနောက်အောက်ဆက်မျက်နှာမှာရောက်နေတဲ့အပေါ်မှာပြန်ရှာခြင်းလေဆိုအပ်ကိုရင်းနေเนาะဒါလေးပါဒီမှာကိုကနောက်အခုကဒီမှာဓာတ်ဝင်ရေးလိုက်เนาะเนาะဒီစလုံးလေးကိုရှာခြင်းလေဆို finance လို့နေလိုက် ဟုတ်ဆိုသူကနော်သူတွေ့တဲ့နေရာလေးကို highlight လေးလုပ်ပြပါမယ်နော်နောက်တစ်ထပ်နေလာရဲ့နော်သူတွေ့တာကို highlight လုပ်ပြပါမယ်နော်ဟုတ်ပြီမတွေ့တော့ဘူးဆိုရင် तू อ่ะဒီလိုမျိုးလေးပြပါတယ်မရှိတော့ဘူးဆိုရင်အကြောင်းပဲနော်เนาะဒါကတော့ fine fine ရှာနေပြီပါနော် fine ဆက်လုံးရှာနေပြီပါနောက်တစ်ခု fine is fine is ကတော့အတူတူပါပဲခုက fine နဲ့ရှာတာမဟုတ်ပဲねဒီဒါလေးကိုနှိပ်တာနဲ့အတူတူပါပဲဒီ fine is ကเนาะ finance ကတော့ဒါလေးကိုနှိပ်တာနဲ့တူပါတော့เนาะနောက်တစ်ခုက replace ပါเนาะ replace replace ဆိုတာကတော့ခုန share လိုက်တယ်เนาะ risk ဆိုတဲ့စလုံးလေးကို share ရယ် share ပြီးအဲ့နေရာမှာကိုကမှားသွားတယ်ဗောနော်ကိုရိုက်လိုက်တာမှားသွားတယ်စာရိုက်တာမှားတဲ့အတွက်ကြောင့်ဒီ right ဆိုတဲ့စလုံးလေးနဲ့အစားထိုးခြင်းလေဆိုလို့ရှိရင်မှာ replace ဆိုတာလေးကိုနှိပ်လို့ရပါတယ်เนาะဒီလိုရှာမယ်ဟုတ်ပြီဒီနေရာမှာအစားထိုးခြင်းလေဆိုပြီး replace ကိုနှိပ်လိုက်เนาะဒါဆိုရင်ဒီမှာခုနကလား နော်ဒါလေးစားထိုးပါနော်ဒါလေးနဲ့လဲပြီးတော့ဟောပြီးတော့ကထက်ရှာအောင်လဲဒီမှာပြရနော် replace ဆိုချင် replace ဆမ်းမမို့လဲဒီ reach ဆိုရဲဇလုံးနေနေရာအလုံးမှာ right နဲ့အကုန်လုံးနဲ့အစားထိုးခြင်းနဲ့ဆိုလို့ရှိရင် replace all လို့နှိပ်လိုက်ရတယ်နော်ဒါဆိုသူကအလုံးကိုပြပါလိမ့်နော်အဲ့တော့အရင်ဆုံးထားပါတော့ပြန်ရှာကြည့်မယ်နော်ပြန်ရှာကြည့်မယ် right ဟောเนาะဗိုက်တီကိုပြည့်ရတယ်เนาะဟုတ်ပြီအဲ့ဒါကဝိတ်ကိုပြန်ရှာကြည့်ဒီကဘယ်ရှာစီနေလဲတွေ့ရဦးဟုတ်ပြီနော်မရှိတော့ဘူးနော်ဘာလို့ဆိုတော့ right တွေနဲ့စားထိုးလိုက်တဲ့အတွက်ကြောင့်မလို့သူမရှိတော့ဘူးလို့ပြောတာပါနော်အဲ့တော့ဒီဒီ fine fine နဲ့ replace လေးကိုသဘောပေါက်သွားတော့ပြီနော် နောက်တစ်ခုဒီဆက်လက် online ဒီပါပြီနောက်တစ်ခုက time and date เนาะဒါကတော့ကိုကိုရဲ့မှတ်စုမှာเนาะကိုရဲ့စာမှာเนาะမာဟို time နဲ့ date ထည့်စင်တယ်ဆိုလို့ရှိရင်ထည့်စင်တဲ့နေရာလေးမှာကစာလေးချပြီးတော့ time and date လို့လေးလာသူကလက်ရှိအဲရောက်နေတဲ့အချိန်ပေါ့เนาะเนาะလက်ရှိရောက်နေတဲ့အချိန်ရဲ့ date လေးကိုသူကအလိုလျောက်ထည့်ပြီးသွားပါလိမ့်မယ်เนาะဟုတ်ပြီနောက်တစ်ခုကဒီမှာဘာရှိလဲဆိုရင် လာ new open ဒါတွေတူပါပြီ safe savers ပေါ့နော်နော် safe ကတော့ကိုတခုခုလုတ်ပြီးရအခုဒီမှာကိုဒီအထိဒီနေသားတိပြီးသွားပြီနော်ဒီနေသားတိပြီးသွားဆို safe လုတ်လိုက်မယ်နော် safe လုတ်လိုက်မယ်ဒါဆိုသူကဒီနေသားတိအားလုံးသိမ်းသွားပြီနော်အဲ့တော့ကိုတခုခုလုတ်ပြီးတိုင်းလုတ်ပြီးတိုင်းမှာ safe လုတ်သွားတာပုံပြီးစိတ်ချရပါတယ်နော်အကယ်ဟိုအကြောင်းအကြောင်းကြောင့်မိပြတ်သွားတာဖြစ်ဖြစ်တခုခုဆိုလို့ရှိရင်ကိုအဲလုတ်ထားတဲ့အလုပ်တွေမဆုံးရှုံးဘူးပေါ့နော်အဲ့လိုလုတ်ထားလို့ဆိုဒါကြောင့်အများနဲ့ safe ကိုလုတ်ပါနော် keyboard shortcut အနေနဲ့သုံးမယ်ဆိုရင် control s နဲ့လုပ်ရပါမယ်နော်။နောက်ဒီတစ်ခု save as ပေါ့နော် save as ဆိုတာကတော့ကိုက define ကိုဟိုထားပါတော့နော်။အခြားနေရာမှာလည်းတင်ကျင်တယ်ရဒီ sample folder မှာလည်းမဟုတ်ဘူး desktop ပေါ်မှာလည်းတင်ကျင်တယ်ဆိုလို့ရှိရင်ဒီမှာ save as လေးကိုနှိပ်ပြီးတော့ဒီမှာနော်ဒီနာမည်အတိုင်းပဲသိမ့်မယ်ဆိုရင်ဒီနာမည်အတိုင်းပေါ့နော်။ဒါမှမဟုတ်တခြားနာမည်ပြန်ပြောင်းသိမ့်မယ်နော်။1လို့ပေးလိုက်နော်။ခြားနာမည်လေးပြောင်းပြီးတော့ desktop မှာလည်းထပ်သိမ်းအောင်မယ်ဆိုရင်သူက လိုမျိုးလေး save as နဲ့လုပ်လို့ရပါတယ်နော်။အဲဆိုဒီလိုမျိုးကြည့်ကြည့်လိုက်နော်။အော်ဒီဒီမှာသူကတင်သွားတယ်တွေ့လားနော်။ delete note 1ဆိုပြီးနော်။ i file နဲ့တူတူလေးပိန်ထားပါတယ်နော်။နော်ဒါလေးကိုတော့ note 1ပိန်တယ်နော်။ဟုတ်ပြီ။ဒီဒါဆိုရင်ဒီ file တွေကအဲ paste setup လို့ပြောမနော်။ paste setup ဆိုတာကတော့ဒီ page ကို print ထုတ်တဲ့အခါကျရင်ကိုကနော်ဘာစာရွက်နဲ့ထုတ်မလဲနော်။ ုံးထုံးလဲဆိုတော့ဒီမှာတခါလေးသတ်မှတ်ထားလို့ရပါတယ်เนาะ A4 size လေးတိုင်သွားခြင်းလေဆိုရင် A4 เนาะ A4 ကတော့အသုံးရတော့ A4 ရင်းမယ်เนาะနောက်တစ်ခါ portrait လား downlight လားเนาะအလျားလိုက်လားဒါတွေစိုက်တိုင်းရေးလို့ရပါတယ်เนาะပြီးရင် margin เนาะ margin ဆိုတာဒါတော့ default သတ်မှတ်ပေးထားတယ်เนาะဒီမှာကိုစိုက်တယ်လို့ margin တွေကိုလည်းပြန်လို့ရတယ်เนาะနောက်တစ်ခါ header footer ထည့်မယ်ဆိုရင်လည်းထည့်လို့ရတယ်เนาะဒီမှာလောလောဆယ်တော့ဟော daily note လို့ထည့်လိုက်เนาะ daily notes ဆိုပြီးတော့ထည့်လိုက်မယ်။နော်ဒါလေးကတော့ page number ပါဘောနော် page number နော်။အော်နောက်တစ်ခုရှိတာကတော့ဒီ header footer ကဒီအခုဒီမှာ okay လို့နှိပ်လိုက်မယ်ဆိုရင်ဒီမှာပေါ်လာမှာတော့မဟုတ်ဘူးနော်။ဒီမှာပေါ်လာမှာတော့မဟုတ်ဘူး print ထုတ် print ထုတ်တာဒါမှမဟုတ်လေ print ထုတ်ပြီးမှသာเนาะဒီမှာ pdf file ထုတ်မယ် pdf file ဖြစ်ပေါ့เนาะအဲ့ဒီကြာမှသာသူကဒီ header footer ကပေါ်လာမှာဖြစ်ပါတယ်เนาะဒီမှာတော့ print preview လည်းကြည့်လို့မရပါဘူးသူကဒီ ဟို micro တခြား application တွေလိုမျိုးသူကဟို print preview ဆိုပြီးကြိုပြီးကြည့်လို့ရတာမျိုးလည်းမရှိပါဘူးเนาะဒီနောက်မှာတော့လေเนาะနောက်ပါမှာအဲ့တော့လောလောဆယ်အခုဒီဒါလေးကိုမြင်တာလို့ပြီးလို့ရှိရင် PDF file ထုတ်ပြပါမယ်เนาะအဲ့တော့နောက်တစ်ခုက print ပါเนาะ print print မှာကို set ထဲမှာ install လုပ်ထားရဲဒီ printer မျိုးစောက်ရွေးရပါတယ်เนาะလောလောဆယ် PDF file ထုတ်ရှင်လို့ဒါလေးကိုရွေးထားတယ်เนาะ micro print PDF ဆိုတာလေးကိုရွေးထားတယ်เนาะ ပြီးတော့ရှိရင်နောက်တစ်ခုကနော်ဒီ page တွေအားလုံးဆက်လက်လုပ်မယ် page တွေအားလုံးကိုထုတ်မယ်ပေါ့နော်အဲ့တော့ all เนาะပြီးရင် print ဆိုပြီးနှိပ်လိုက်ရပါတယ်เนาะ print ဆိုပြီးနှိပ်လိုက်ဟုတ်ပြီဒါဆိုရင် तू ကထပ်ပြီးတော့မေးတယ်เนาะ file name and pdf file အခုထုတ်မယ် pdf file သူက file name ကိုမေးပါတယ်เนาะ အဲ့တော့ဒါလေးပဲသိမယ် daily news လို့ပဲပြောရမယ်နော် daily news လို့ပြောရမယ်ပြီးလို့ရှိရင်တိမ့်မှာပဲမှာတိမ့်မလဲနောက်တစ်ခါဒီ folder လေးထဲမှာတင်းကျင်နေဆိုရင်ဒီ folder လေးကိုတပယ်ကလစ်နှိပ်ပြီးယူလိုက်နော်ပြီးပြီးသွားရင်ဒီနာမည်နဲ့ PDF file တိမ့်မယ်ဆိုရင် save လုပ်လိုက်ဟုတ်နော်တော့ဒါဆိုရင်ဒီ PDF file ရောက်ပြီလားသတ်ကြည့်လိုက်နော် ဟောဒီမှာနော် daily note ဆိုပြီးပေါ်လာတာဒါကငကိုစောစောကလုပ်ထားရအောင်နော်ဒီနာဒီမှာဒီ daily note ဆိုတာဒီပေါ်လာအဲ့တော့ဒါလေးကိုဖွင့်မယ်နော်ဖွင့်ကြည့်လိုက်မယ်နော်အဲ့တော့ဒီမှာကိုစောစောကထည့်ခဲ့တဲ့ဒီ header တွေနော်နောက်ဒီအောက်မှာ footer နော် page number လေးတွေပေါ်လာပါပြီနော်နော်နားထည့်ခဲ့တာဒီမှာနော်3မျက်နှာ3မျက်နှာရှိတယ်နော် လိုမျိုးလေးပေါ်လာပါတယ်နော်။ဟုတ်ပြီဒါဆိုရင်တော့ဒီ notepad file လေးတစ်ခုက file လေးတစ်ခုကိုဘယ်လိုလုပ်ရသလဲ create လုပ်ရရပုံနော်ဘယ်လို create လုပ်ရသလဲဆိုတာလေးသိသွားပြီနော် notepad မှာပြီးပါတယ်လုပ်လို့ရသလဲနော် page setup print ဒါလေးသိသွားပြီ print ထုတ်တဲ့နည်းတူနော်ဒီဒီ pdf file လေးထုတ်တဲ့နည်း print ထုတ်တဲ့နည်းနော်တူတူပါပဲနော်အဲတကယ်လို့ကိုကဒီ printer နဲ့ထုတ်ချင်တယ်နော် printer နဲ့ထုတ်မယ်ဆို printer လေးကိုရွေးလိုက်ပြီးတော့ print ဆိုတာကိုနှိပ်လိုက်ရတယ် เนาะ print ဆိုတာကိုနှိမ့်လိုက်ရပါတယ်เนาะဟာပါတော့ဒီမှာဟမ်ထုတ်မယ်ဆိုလို့ရှိရင် तू ကဒီမှာလောလောဆယ်ဆိုရင်တော့ကိုက printer ချိန်ထားရဲဆိုရင်တော့ printer ချိန်ထားရဲဆိုရင်တော့ printer ပေါ်လာပါလိမ့်မယ်လောလောဆယ် printer မချိန်ထားရတဲ့အတွက်ကြောင့်ဒါပေါ်လာမှာเนาะ printer ချိန်ထားဆိုရင်တော့ချိန်ထားတဲ့ printer ပေါ်လာပြီဒီမှာကိုက print ဆိုရင်နှိမ့်လိုက်ရပါတယ်เนาะဒီ print print ထုတ်ပုံထုတ်နည်းဒီကိုနောက်ပိုင်း video တွေမှာလည်းထပ်ပြီးတော့သေချာပြောပြပါအောင်မယ်เนาะ နောက်ဆက်ရောက်ပြလိုက်နော်ဒီနောက်က editor မှာဒီ backup copy paste လောက်တာတွေနော် file replace လောက်တာတွေ time and date ထဲတာဒါတွေလည်းသိလို့ပါနော်ဆက်ပြီးတော့ဒီ format ဆိုတဲ့ဒီ table ကိုလေ့လာကြည့်မယ်နော်ဒီရှိမှာ word wrap ရှိရယ် font ဆိုတာရှိတယ်နော်အခုဒီမှာ word wrap ဆိုတာလေးကို on ထားတယ်နော်ဒီ option လေးကို on ထားပါတယ်အဲ့ဒီ word wrap ကို on ထားရဆိုရင်အခုဒီစာသားတွေကအခုမြင်နေရတဲ့လိုမျိုးเนาะ screen မှာအပြည့် လိုမျိုးလေးမြင်ရပါတယ်เนาะဒီနေသားလေးကိုတစ်ချက်မှတ်ထားပြီးပါเนาะအခု word wrap ကို off လုပ်လိုက်ဒါဆိုရင်ဒီလိုမျိုးဖြစ်သွားပါတယ်စာရီကအရှိလိုက်ကြည့်ပေါ့เนาะဖတ်ရအဆင်မပြေတော့ဘူးเนาะကြည်လို့အဆင်မပြေတော့ဒါကြောင့်ဒါလေးကို word wrap ဆိုတာကိုဝင်ထားပါမယ်เนาะနောက်တစ်ခုကတော့ font เนาะเนาะ font နေမှာကိုကြိုက်တဲ့ font ပြောင်းလို့ရမယ်เนาะ style ကလည်းဒီလေးမျိုးတွေကကြိုက်တာပြောင်းလို့ရမယ်เนาะ size ကြောင်းပြောင်းလို့ရမယ် ဲ့တော့လွယ်စင်ဒီမှာပြည်အောင်စုဖောင်းမယ်နော်ဥပမာလေးပြောင်းကြည့်မယ်ဘိုးလို့ပြောင်းလိုက်မယ်နော်ဆန်ကားလေးโอเคဟုတ်ပြီဒါဆိုရင်အားလုံးပြောင်းသွားတယ်နော်နောက်တစ်ခုကဒီမှာဒီပထမဆုံးဒီဒီဗိုက်ကလေးကိုပဲနော်ဘိုးမလုပ်ချင်ဘူးနော် regular အတိုင်းပဲထားမယ်နော်နော်သူ regular ထားလိုက်မယ် size ကိုလည်းနည်းနည်းကြီးလိုက်မယ်နော်20ထားလိုက်မယ် okay ဘလို့ဖြစ်သွားလဲဆိုတော့အားလုံးပြောင်းသွားတယ်နော်နော်ဒါ ਉਹ ပဲဒီပထမဆုံးတစ်ပိုက်ကိုပဲပြောင်းချင်တဲ့အတွက်ကြောင့်သူ့ကိုပဲ select လုပ်ပြီးတော့အဲဒီဒီ option ကိုရွေးလိုက်ပြင်မယ်လို့အားလုံးပြောင်းသွားတယ်ဒါကသူ့ရဲ့ဒီ note pad ရဲ့အားနဲ့ချက်ပေါ့နော်သူကအားလုံးကိုတပြေးညီပဲရပါတယ်မခေါင်းစဉ်ကိုတစ်မျိုးနော်ခေါင်းစဉ်ကိုပုံမှန်ဆိုရင်ခေါင်းစဉ်ကို အကြီးရွေးတယ်ပေါ့နော်အာစလုံး size အကြီးပိုးလောက်ကြတယ်ဒီအောက်ကဒီစာသားတွေကိုဆိုရင်စလုံး size လေးနည်းနည်းသေးသွားမယ်ပေါ့နော်အဲ့လိုမျိုးတစ်မျိုးစီပြောင်းလို့မရဘူးသူကနော်ဓာတ်သူရဲ့အားနဲ့ချက်ပေါ့နော်သူရဲ့အားတာချက်ကတော့သူကဒီစာသားတည်တဲ့ပေါ့နော်အလွယ်တကူ save လို့ရအောင်သုံးလို့ရအောင်နော်လောက်ထားတဲ့ application ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကိုယ့်ရဲ့ဒီမှတ်စုတွေဘာတွေပေါ့နော် online ကနေ ဟိုကိုသိမ်းကျင်တဲ့စာသားတွေ notes တွေပေါ့နော်အဲ့လိုမျိုးလေးတွေကိုလွယ်တကူလာစစ်ပြီးတော့သိမ်းလို့ရတယ်နော်အဲ့ဒါဆိုရင်တော့ဒါအဲ့ဒီအတွက်ဆိုရင်တော့တော်လေးသုံးဝင်ပါတယ်နော်နောက်တစ်ခုကတော့သူကဒီ test ဒီတန်ဖြစ်တဲ့အတွက်ကြောင့်စာသားပဲသိမ်းလို့ရမယ်ပုံမီမရဘူးနောက် edit လုပ်လို့မရဘူးနော်ခုနကလိုမျိုးဒီလိုမျိုး font ပါဒီ font ရွေးတာ size ရွေးတာအဲဒီ style ရွေးတာတမျိုးတည်းပဲရမယ်နော်ဒါသူရဲ့ ဒါသူ့မှာလုံလို့ရတာပေါ့နော်သူ့မှာလုံလို့ရတာနောက်တစ်ခုကတော့ language နဲ့ပတ်သက်ပြီးကတော့ဘယ် language မဆိုရပါတယ်မြန်မာလိုလည်းရတယ်အင်္ဂလိပ်လိုလည်းရတယ်နော်အဲကိုရီးယားလိုတရုတ်လိုဂျပန်လိုနော်ပြင်သစ်လိုဘာဖြစ်ဖြစ်စာသားဆိုရင်တော့အားလုံးရပါတယ်နော်အခုမြန်မာလိုလေးဒီမှာရကြည့် ုတ်ပြီဒါလေးကို save လုပ်လိုက်မယ်เนาะ save လုပ်လိုက်မယ်ဘိုင်းလေးကနေ save ဟောဒီမှာသူက one နေလေးတက်လာပါတယ်เนาะဒါဘာလဲဆိုရင်ဒီ test file မှာ unicode ပါနေတယ်เนาะလောလောဆယ်ဒီ test file ကသူ့ရဲ့ auto ပေါ့เนาะ ANS sign ဖြစ်နေတယ်ဘာလို့ဆိုတော့ဒီ notepad ဆိုတာက old version ဖြစ်တဲ့အတွက်ကြောင့်မို့လို့သူက ANS sign နဲ့အန်ကုတ်လေးလောက်ထားတယ် ANS sign ဆိုတာကသူကဒီအများစုကတော့ ်အင်္ဂလိပ်စာနဲ့ Western language တွေပဲရတယ်เนาะနောက်ပိုင်းဒီတခြား Asian language တွေအများစုမရဘူးပေါ့နော်အဲသူက oral version ဖြစ်တဲ့အတွက်ကြောင့်မို့ဒါကြောင့် Unicode ကိုပြောင်းပြီးသိမ်းမှတ်ရမယ်เนาะ Unicode ကိုပြောင်းပြီးသိမ်းမှတ်ရမယ်လို့သူကပြောတာပါเนาะအဲတော့ OK နှိပ်လိုက်မယ်ပြီးရင် file က save ဆိုတာလေးကိုချက်နှိပ်လိုက်မယ်เนาะဒီမှာအဲကုန်တီးဆိုတဲ့နေရာမှာသူကလောလောဆယ် ANSS ကုန်တီးဖြစ်နေတယ်เนาะဒါကြောင့်မို့လို့ ခုဒီမှာမြန်မာဖောင့်ပါတဲ့အတွက်ကြောင့်သူကတင်လို့မရတဲ့အတွက်ကြောင့်ဝန်နေလာပေးရပါနော်အဲ့တော့ဒီမှာ unicode ဆိုတာလေးကိုပြောင်းလိုက်မယ်နော်ပြောင်းပြီး save လုပ်လိုက်နော်ဒါကတော့ငကိုဒီနာမည်နဲ့ရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ replace လုပ်ပြီးတင်မလာလို့လာမေးရပါနော် yes လုပ်လိုက်မယ်နော်ပြီးရင်ဒီ file လေးကိုတင်ထားတဲ့အတိုင်းရှိနေလားဆိုတော့တစ်ချက်ပြန်ကြည့်မယ်နော်ဒါကြောင့်ပိတ်လိုက်မယ်ဟုတ်ပြီဒီမှာနော်ဒီ file လေးပါနော်ဒါလေးကိုပြန်ဖွင့်ကြည့်မယ်ဟုတ်ပြီနော်ဒါဆိုရင်ဒီမှာရတယ်နော် ်ဟုတ်ပြီနော်ဒါဆိုရင်တော့ဒီဒီ notebook နဲ့ပတ်သက်ပြီးနားလည်သွားတော့ပါပြီနော်